လာပါချစ်မေမေ application ရဲ့အပတ်စဉ်တင်ဆက်နေကြကဏ္ဍဖြစ်တဲ့ဆရာဝန်ကဏ္ဍအနေကြိုဆိုလိုက်ပါတယ်ဆရာဒေါက်တာဆိုင်းမြတ်တူပါအဲ့ဒီနေ့မှာတော့ဆရာတို့ကျမကလေးကတဲ့6နှစ်ရှိပါပြီဆရာတဲ့အရင်ကအရန်သွက်တဲ့ကလေးပါဒါပေမဲ့အခုအရင်ကလောက်မသွက်တော့ဘဲနဲ့ငြိမ်သွားတာ2လလောက်ရှိပါပြီဆရာအဲ့လိုရုပ်တရက်အပုအပြုအမူပြောင်းလာတာဘာကြောင့်လဲသိပြရစီဆိုတဲ့မေးခွန်းလေးကိုဆရာမေးထားပါတယ်เนาะ ဆိုတော့ဆရာတို့ကလေးရဲ့အသက်ကိုအရင်ကြည့်ရတာပေါ့နော်ကလေးက6နှစ်ရှိပြီဆိုတော့ကလေးဒီဒါသူ့မှာចောင်းသွားတဲ့အရွယ်ရောက်ပြီးចောင်းထားတဲ့အရွယ်ရောက်ပြီးသူ့ရဲ့အပေါင်းအသင်းတွေရှိလာပြီးအိမ်မှာရှိတဲ့ဘဝအပြင်ចောင်းမှာရှိတဲ့ဘဝတစ်ခုလည်းရှိလာပြီးပေါ့เนาะအဲ့တော့ဆရာတို့ကဒီနှစ်ပိုင်းလုံးကိုစဉ်းစားရတာပေါ့เนาะအဲ့တော့အရင်ဆုံးအိမ်ရဲ့အပိုင်းလေးကိုစဉ်းစားအောင်ပေါ့เนาะဆိုတော့ဒါအိမ်မှာ သူချစ်ရတဲ့တယောက်ယောက်ခยีထွက်တာပဲဖြစ်စေအနာမှာမရှိတော့တာပဲဖြစ်စေဒါမျိုးလေးဖြစ်သွားသလားအဲ့လိုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လေခလေးဒီစိတ်ခံစားချက်အရာသူဒီတွက်တယ်အားနေပြီးတော့ငြိမ်သွားတာလေးရှိတတ်တယ်နော်ဒါဆိုရင်တော့ဒါမိဘတွေကနေပြီးတော့အကြောင်းအရာတစ်ခုခုနဲ့ပေါ့နော်သူကိုဟိုဒါခยีထွက်သွားတာဆိုလေခยีထွက်သွားတဲ့အကြောင်းပေါ့နော်ပြန်လာမဲ့အကြောင်း ဓာတ်ပုံလေးတွေပြတာပဲဖြစ်ဖြစ်နော်ဗီဒီယိုကောလေးပြောတာပဲဖြစ်ဖြစ်ဒီလိုနဲ့ခလေးကိုပြန်ပြီးတော့နှစ်သိမ့်ပါ6နှစ်ဆိုတော့ဒီလိုနှစ်သိမ့်လို့ရတဲ့အရွယ်ကိုရောက်နေပြီเนาะဆိုတော့ဒါမှမဟုတ်အဖိုးအဖွားတယောက်ယောက်များမရှိဆုံးပါဖြစ်သွားသလားဒါဆိုရင်တော့သူ့ကိုနားလည်အောင်ရှင်းပြရှင်းပြရင်းနဲ့သူ့အတွက်ကိုအဖိုးအဖွားပေးတဲ့အချိန်ကိုအဖိုးအဖွားလုပ်ပေးတဲ့အလုပ်ကလေးတွေကိုကိုကနည်းနည်းပြန်ပြီးတော့ဖြည့်ပေးပါဖြည့်ပေးနေကလေးစိတ်တက်ရတာရအောင်ထားပါဒါကတပိုင်း ဒီကိစ္စကဖြေရှင်းရတာနည်းနည်းလွယ်ပါတယ်เนาะအကဲရွေးများပေါ့အိမ်ပတ်ဝန်းကျင်ပဲဖြစ်စေကလေးဆော့တဲ့ပတ်ဝန်းကျင်ပဲဖြစ်စေကျောင်းမှာပဲဖြစ်စေကလေးသည်အနိုင်ကျင့်ခံနေရတာများရှိသလားသို့မဟုတ်သူနဲ့ဘလို့မှဟို fit မဖြစ်တော့ပေါ့เนาะအဝင်ခွင့်ကြမဖြစ်တော့ပတ်ဝန်းကျင်တစ်ခုကိုရောက်နေသလား ဒါကိုတော့မိဘတွေအနေနဲ့စုံစမ်းစစ်ဆေးဖို့လိုအပ်တယ်เนาะခလေးကအเจ้าမှာခလေးကလေးချင်းအနိုင်ချင်းခံလာတာဆိုလို့ရှိရင်လေခလေးဒီရုပ်တရက်ငြိမ်သွားတတ်တယ်ဘာဖြစ်လို့လဲဆိုတော့ तू မပြောတော့ဘူးအเจ้าသွားကနေဆိုလို့ရှိရင်ပို့ပြီးတော့မှိုင်မယ်ပို့ပြီးတော့ तू ဒီစိတ်မပါလက်မပါဖြစ်လာမယ်အစားအသောက်တိတ်မစားနိုင်တော့ဘူးဒါမျိုးလေးတွေလည်းရှိတတ်တယ်เนาะသို့မဟုတ် ကလေးရဲ့စာတင်ပေးနေတဲ့ဆရာဆရာမတွေနဲ့ကလေးနဲ့အဝင်ခွင့်ကြမဖြစ်ဘူးလားစာတင်တဲ့နေရာမှာကလေးလက်ခံနိုင်တာနဲ့ဆရာဆရာတွေဆရာမတွေပေးနေတာနဲ့ဒါဒီကြားထဲမှာ အပေးအယူမမျှတာတွေရှိနေသလားဒါကိုလည်းတစ်ချက်စစ်ဆေးတင်တယ်เนาะဆိုတော့ဒါကတော့ကလေးရဲ့ emotionally ဆိုင်ရာပေါ့เนาะစိတ်ပိုင်းဆိုင်ရာဆရာတို့ဖြည့်တွေးပေးရမယ့်အပိုင်းလေးတွေဖြစ်တယ်ဒီလိုမှမဟုတ်ဘူးအကုန်လုံးကအစဉ်ပြေရသားနဲ့ကလေးကမှိုင်ကြသွားတယ် ကလေးဒီအရင်လောက်တော်တော်လတ်လတ်မရှိဘူးမင်းရင်လည်းမထူးတော့ဘူးကိစ္စတစ်ခုခုကိုပဲအာယုံစိုက်ပြီးတော့လုပ်နေတယ်ဒါကလွန်းရင်မလုပ်တော့ဘူးဒီလိုမျိုးတွေဖြစ်တယ်ဆိုရင်တော့ကလေးရဲ့ကျမရဲ့စစ်ဆေးမှုကိုဒါဆရာတို့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ခံယူတဲ့နယ်လို့ယူဆတယ်နောက် screen time အရင်များတဲ့ကလေးတွေဟာလည်းငြိမ်ကျသွားတတ်ပါတယ်เนาะကလေးကတစ်ချိန်လုံးဒါဖုန်း tablet TV ဒါမျိုးတွေနဲ့ပဲအများအားအချိန်ဖြုံးနေတာမျိုးရှိတယ်ဆိုလို့ရှိရင်လည်းကလေးတွေ activity နည်းသွားတယ် inactive ဖြစ်သွားတယ်ပေါ့เนาะငြိမ်ကျသွားတာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီအချက်လေးတွေကိုဆရာကတော့ဦးစားပေးပြီးတော့စဉ်းစားရင်းနဲ့ကလေးကိုပြန်ပြီးတော့အရင်လိုမျိုးတွက်လက်တဲ့လမ်းဆန်းတဲ့ကလေးလေးဖြစ်အောင် ပြန်ပြီးစူးစမ်းဖို့ကြံပေးခြင်းပါတယ်เนาะ မိခင်နိုင်ခလေးကျမကြီးနဲ့ပတ်သက်တဲ့မိကွန်းလေးတွေကိုအပတ်စဉ်တနင်္လာနေ့တိုင်းမှာပြန်လည်ဖြေကြားပေးသွားမှာမလို့ဒီဗီဒီယိုလေးရဲ့အောက်ကမိကွန်းမင်းမီဆိုတဲ့နေရာလေးမှာမိကွန်းလေးတွေပို့ထားလို့ရပြီနော်